အဲဒါ CDF အရှိုကကြတော့အဲသူမေးကြည့်ရသလောက်ဘယ်လိုမျိုး 3D ပေါက်ဖွာလာသလဲဆိုတော့ဒါ AA ဘက်မှာပဲသူက 3D ပြီးပေါက်ဖွာလာတယ် A ရဲ့ဒါအရခတက်တော့ AA ကအကူညီပံ့ပိုးမှုတွေပေါ့နော်တင်းတန်းတက်တာမှစတင်းတန်းပေးတာမှစအဲအဲ့မှာပဲ 3D ပြီးတော့ပေါက်ဖွာလာခဲ့တယ်တင်းတန်းအပတ်စဉ်1 2 3အဲအဲ့လောက်ထိကိုတင်းတန်းအပတ်စဉ်3ခုလောက်ထိအဲ့မှာတင်းတန်းပေးပြီးမှဒါကျွန်တော်ဒါ CDF အရှိုမှာ ပြန်ပြီးတော့အဲတင်းတန်းပြန်လုပ်ကြတယ်ပေါ့နော်အဲအဲ့လိုမျိုးအဆအဆုံး ဒါဒီဒီမှာပဲဒီ A အာရခတက်တော့ AAC မှာပဲတတိဒီပြီးတော့ပေါက်ပွားလာခဲ့တဲ့တပ်ဖွဲ့တစ်ခုဖြစ်တယ်ပေါ့နော်အဲဒါအဓိကပြောပြတာကခုနပြောတဲ့ဒါလူဖမ်းဖွဲ့တွေအကြောင်းပေါ့အဲဒါဆဆသာနောင်နောင်နဲ့ဒါပြောပြတာအဲသူတို့လည်းတကယ်ကိုပြင်ပန်းကြတယ်ဘာဖြစ်လို့လဲဆိုတော့စစ်တပ်ဘက်ကသူတွေကအကြမ်းဖက်စစ်တပ်ဘက်ကသူတွေကအဲလုံးဝတိုက်လို့ခိုက်လို့စိတ်မရှိတော့ဘူးအချိုးထွက်ပြေးလာကြတဲ့အချိန်မှာသူကလွတ်မြောက်ရာလွတ်မြောက်ကြောင်းဆိုပြီးတော့ခြေဥတဲ့ရပြေးကြတယ် ပြေးကြတော့ပင်မန်းတာပေါ့နော်အဖွဲတွေကလိုက်ဖမ်းရတဲ့ပုံစံမျိုးတွေဖြစ်နေတာ